ဗီမီကအတင်းဒီပြမော်ရီယိုကစတန်ဘိုဘရစ်ကိုလာရောက်ပြီးအတင်းအောင်ခြေစည်းအတင်းနဲ့ရင်ဆိုင်ရမယ့်ချန်ပီယံလိပွဲစဉ်မှာအနိုင်ရလက်ရယူချင်တယ်လို့ပြောခဲ့ပါတယ်။မော်ရီယိုကကျွန်တော်ကအင်ကိုပြန်ရောက်တယ်လို့ခန်းစားနေရပြီးအင်တာယူနိုက်တက်နဲ့စပါးအတင်းတို့ကိုကင်တွယ်ခြင်းကလည်းဒီကွင်းမှာကစားခဲ့ရပါတယ်။ ကျွန်တော်ကအခုအပြာရောင်မဟုတ်တော့ဘဲအနီရောင်ဖြစ်နေပါပြီ။ကျွန်တော်ကဒီဘက်ကိုအနိုင်ရယူခြင်းသလိုနှစ်သင်းစလုံးကလည်းအနိုင်ရလည်းရယူခြင်းနေပါတယ်။ချက်ကြီးတင်ဟာပထမပွဲမှာအရင်နှိမ့်ထားတဲ့အတွက်ဒီဘက်ကိုအနိုင်ရယူဖို့သူတို့ကစားသွားမှာပါ။ကျွန်တော်တို့ကလည်းအနိုင်ရဖို့အတွက်အကောင်းဆုံးလှုပ်ဆောင်သွားမယ်လို့ပြောခဲ့တာပါ။အသက်62နှစ်အရွယ်ရှိမော်ရင်ဟာချက်ကြီးတင်ကိုနှစ်ကြိမ်ခန့်တွေ့ခဲ့ပြီးပရီးမီးယားလိဖလာ၃ကြိမ်အပါအဝင်အဓိကဆူဖလာ9ခုတိရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။မော်ရင်ဟာသူဟာအမြဲတမ်းပြာရောင်ဖြစ်နေပေမဲ့ဒီဘက်မှာတော့ဘီမီကာတင်ရဲ့နီးပြအဖြစ်ချက်ကြီးတင်ကိုအနိုင်ရယူခြင်းနဲ့လို့ပြောခဲ့တာပါ။ စက်တင်ဘာလမှာဗီမီကာအသင်းနီးပြအသစ်ပြည့်ခန့်အချင်းခံခဲ့ရတဲ့မော်ရင်ဝါပေါ်တူဂီကလပ်ကို၃ပွဲကင်တွေထားပြီးနှစ်ပွဲတိုင်းတစ်ပွဲတည်းရလက်ရယူပေးထားပါဗျာ ်မော်ရီယိုကသူဟာစတန်ဘူဘရစ်ကိုပြိုင်မဲ့အတင်းဒီပြပေးရောက်ရှိလာချိန်မှာချယ်ယီသင်ပရိသတ်တွေရဲ့လောင်ပြောင်မှုကိုခံရမှာမဟုတ်ဘူးလို့ယုံကြည်မှုရှိနေပါတယ်။ချယ်ယီသင်ဟာပြီးခဲ့တဲ့ရာသီက Conference League နဲ့ FIFA ကလပ်ကမ္ဘာဖလားတို့ကိုရောက်အောင်နိုင်ခဲ့တာကြောင့်မော်ရီယိုကသူတို့ဟာစိတ်ပြတ်ဖို့ကောင်းတဲ့ကာလတစ်ခုကိုခြံထားနိုင်ခဲ့ပြီးဒီပြမာရက်စ်ကလက်အောက်မှာလမ်းကြောင်းမှပေါ်ရောက်နေပြီလို့ပြောခဲ့ပါတယ်။ချယ်ဆီနဲ့ဘင်ဘီကအတင်းတို့ဟာချန်ပီယံလိအဖွင့်ပွဲစဉ်မှာရှုံးမဲ့ကိုယ်စီကြုံတွေ့ခဲ့တာကြောင့်ဒီပွဲစဉ်ဟာနှစ်တင်းစလုံးအတွက်ရမယ့်ရအောင်နိုင်ဖို့အရေးပါတဲ့ပွဲဖြစ်ပါတယ်။